ကျောင်းဒီမလေးစားနေညီမပြီကိုအလရကူငွေလဲလို့ရတဲ့ဒီမချက်ဒိတ်ဘန်ကတ်နဲ့ဒီဘန်ကောက်ကိုကျွန်တော်မိတ်ဆွေတို့မှာဘန်ကောက်စီယုံနဲ့အဘန်မချက်ဒိတ်ယုံတောင်းဆောင်မလို့ပဲနဲ့အလရကူဖွင့်လို့ရတယ်ဗောနော်ကျွန်တော်ဆိုဒီမှာစနေနေ့ရဖွင့်ထားတာအကောင့်ကလည်းတန်းပြီးတော့ပွင့်နေဗောနော်ပြီးသွားပြီဆိုရင်တော့ကျွန်တော် ATM ကနေပစ္စတဘုတ်တွေကဒီမှာမချက်ဒိတ်ဗီဇာကတ်ကိုလည်းကျွန်တော်ရီပို့လာပြီဗောနော်ဒါလေးကြော်တစ်ချက်ဖောက်ပြပေးမယ်โอเคဒါဖွင့်မှုဆိုရင်မိတ်ဆွေတို့မှာဘန်ကောက်စီဖို့လိုအပ်တယ်ဗောနော်ဘန်ကောက်တော့မိတ်ဆွေတို့ ီ March နေ့ဖွင့်ခြင်းနဲ့ဒီ password တွေကနာမည်နဲ့တူရမယ်ပေါ့နော်အတူတဲ့ကမှာဆိုသူကဒီ account ကို approve ကြဖို့အတွက်ဒီ budget တွေ account ထဲကိုကျွန်တော်အဲတရားထည့်ပေးရတယ်ပေါ့နော်တရားထည့်တဲ့ကမှာဆိုရင်ကျွန်တော်40ရတော့သူတို့ cap cap phone နဲ့ကျွန်တော် service fee တွေဖြတ်ပေးတယ်အဲတော့60ရတော့မိတ်ဆွေတို့ bank account ထဲမှာဒီ March တွေ account ထဲမှာကျန်နေမှာပေါ့နော်ဒီလိုရှင်းဖို့အတွက်ဆိုရင်သူကဘာကြီးတောင်းလဲဆိုရင်ကျွန်တော်မိတ်ဆွေတို့မှာ password password number တောင်းမယ် gmail တောင်းမယ်ပေါ့နော်ဒီ phone number တောင်းမယ် ောက်တစ်ခုအနေနဲ့ကျွန်တော်မိတ်ဆွေတို့ဒီဗီဇာတို့ passport ဗီဇာဘယ်ချိန်မှကုန်မှာလဲပေါ့နော်ကုန်ဆုံးရက်ကိုတောင်းနေပြီးတော့ company ရဲ့နာမည်ကိုလည်းတောင်းနေပေါ့နော်ဒီ check လေးပြပြီးသွားပြီဆိုရင်တော့မိတ်ဆွေတို့အကောင့်ဖွင့်သွားပြီပေါ့နော် okay အကောင့်ဖွင့်သွားပြီလို့မိတ်ဆွေတို့ तू ကဒီ2နိုင်3နိုင်လောက်ကြာပြီဒီခါမှာဆိုရင်တော့ဒီ account ကိုငွေလဲလို့ရအောင် तू ကလုပ်ပြီးတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကျွန်တော် account ကတော့ခုဒီ transfer တော့မရသေးဘူးပေါ့နော်အဲ့ဖုန်းပေးတွေပါလည်းဖြည့်လို့ရတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော်ဒီဒီဘဏ်ကနဲ့ကျွန်တော်ပတ်သက်မသုံးရသေးတာဖြစ်တဲ့အတွက် ကျွန် transfer တော့လွတ်လို့မရသေးဘူးပေါ့နော် okay အဲ့တော့ဒီမှာ merchant visa card ဖြစ်ပါတယ်အဲ့တော့ဒီ card နဲ့ဆိုရင်မိတ်ဆွေညီမပြီးကိုလွယ်ကူငွေလဲလို့ရတယ်ငွေစည်းရလည်းအဲငွေစည်းရလည်းကောင်းတယ်ပေါ့နော်ပြီးတော့သူရဲ့ transfer fee ကလည်းတိတ်မမြအောင်ပေါ့နော် okay တော့မိတ်ဆွေတို့မှာကိုယ်ပိုင် bank account ရှိရဲ့ဆိုရင် merchant တွေရုံသွားနေကြမလို့ဘူးပေါ့နော်လွယ်ကူဖွင့်လို့ရပါတယ်ဒါလေးမျှဝေပေးခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတူတူပါခင်ဗျာ